စေအောင်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှိပြိုင်မဲ့ပြည်အောင်စုချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးကနေပါတီဖြစ်ပေါ်လာဖို့နဲ့ပတ်သက်ပြီးတမိုင်းအကြောင်းမှားတွေပြောဆိုနေပါတယ်။ရှင်လီလုံးရေးတော်မူပြီးနောက်မှာပြည်အောင်စုချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးအသင်းပြစတင်ခဲ့တဲ့ပါတီရဲ့နောက်ကြောင်းကိုရှင်းပြရမှာဒီရေးတော်မူနဲ့ပတ်သက်ပြီးတမိုင်းအကြောင်းအမှားတွေထည့်သွင်းပြောဆိုထားတာပါ။ USDP Facebook page ကနေအောက်ကုန်း၂၀ခုမှာဖော်ပြခဲ့တဲ့ ဝမ်နျူးစ်နဲ့အင်တာဗျူးမှာတခါဒီ page ကနေပဲအောက်တိုဘာ19မှာ USDB ဟာတမိုင်းဖြစ်စဉ်တွေအရစနစ်တကျဝေဖွာခဲ့တဲ့ပြည်တော်စုအဖွဲ့အစည်းဖြစ်ပါတယ်ဆိုပြီးဥခင်ကြီးကနေရှင်းပြတဲ့ရုပ်တံမှာတခါပြောထားပါတယ်ဒီထဲမှာတမိုင်းကြောင့်ကြီးပြီးနိုင်ငံရေးအရေးကြီးတစ်ခုကိုစတင်ခဲ့တဲ့ရှစ်လေးလုံးလူအရေးတော်ပုံကိုတင်းငယ်သွားအောင်ပုံဖော်ထားတာပါရီရုံဘုံစတင်တာဟာ1988မတ်လ12ရက်နေ့မှာလပိတ်ဆိုင်မှာသချင်းဖွင့်တာကနေចောင်းသားတွေရင်ဖြစ်တာကနေစပြီးဒီဖြစ်စဉ်ကို ိုင်ငံရေးသမားတွေမီဒီယာတွေတွေးထုတ်လုံဆော်တာကြောင့်ဒီရေးကင်းဖြစ်လာရတယ်လို့ပုံဖော်ပါတယ်။ဒီအချိန်မှာပဲနေဆက်ကလက်နက်ကိုင်တပ်တွေကမိုင်းယံမဲသဝေါ်တိုက်ပွဲတွေဖန်တီးတဲ့အကြောင်းမြန်မာပင်လယ်ပြင်မှာလေရင်တွေတင်းမောနှစီရောက်လာတဲ့အကြောင်းတွေပါဝင်ပါတယ်။1988မတိုင်ခင်မှာ1962တော်လဟင်းကောင်စီကနေအာဏာသိမ်းတာ1984မှာတပါတီအာဏာရှိစနစ်နဲ့ပြည်သူတွေကိုပုံစံမျိုးစုံနဲ့ဖိနှိပ်တာစတဲ့အရင်ခံအကြောင်းရင်းတွေကိုလိလိချူပြီးပုံမော်ရေးခင်းစတင်ခဲ့တဲ့ မလဆနေရင်ဒီဖြစ်စဉ်ကိုပဲတာမကိစ္စဆိုပြီးဥတီပြောထားပါတယ်ဒီလိုចောင်းသားတွေအချင်းမြရမှာចောင်းသားတွေကမကျေနပ်ရကနေလူစုလူဝေးဖြစ်ပြီးဒီလူစုလူဝေးကိုစစ်တပ်လက်အောက်ခံအုပ်ထုပ်နေလုံတိန်တွေကတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အတွက်မလ73ရက်နေ့မှာစစ်မှုတက္ကသိုလ်ထဲမှာကိုဖုံးမော်ကြာဆုံးခဲ့ရပါတယ်ဒီလိုစစ်တပ်ကចောင်းသားတွေအပေါ်ရဲရဲဆက်ဆက်ကျူးလွန်ခဲ့တာကိုခြံလက်ထားခဲ့ပါတယ်ဒီဖြစ်စဉ်အပြီး3ရက်အကြာမလ16ရက်နေ့မှာတရားနေရေးခင်းဖြစ်ခဲ့ပါတယ်ကိုဖုံးမော်ကြာဆုံးမှုကြောင့်ចောင်းသားចောင်းသူတွေဟာ ရန်ကုန်တက္ကသိုလ်ကနေစံမှုတက္ကသိုလ်စီကိုစီတန်းလမ်းလျှောက်ဆန္ဒပြရမှာတရားပြမှတ်တိုင်အရောက်လုံလင်းတဲ့စစ်တပ်တွေဟာចောင်းသားចောင်းသူတွေကိုရိုက်နှက်တာတံပိုးကြီးပစ္စည်းတွေကိုယူဝင်နာတွေပြုလုပ်ခဲ့ပါတယ်။ဒီចောင်းသားចောင်းသူတွေကိုဖမ်းဆီးသွားပြီးချုပ်ကားပေါ်မှာအသက်ရှူကျက်ပြီးတိတ်ဆုံးခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်။ဒီလိုတရားပြတစ်ခုလုံးတွေးရောက်လွှမ်းခဲ့ရတဲ့တရားနေရေးခင်းကိုလည်းလစ်လျှူခဲ့ပါတယ်။ဒီလိုနောက်ဆက်တွဲစစ်တပ်ရဲ့ရက်စက်မှုတွေကိုခြံလက်ထားပြီးမလတ်စနေရနေ့ကဖြစ်ပေါ်ခဲ့တဲ့လဖိတ်ဆိုင်မှာရန်ဖြစ်တဲ့ဖြစ်စဉ်တစ်ခုတည်းကိုပဲထည့်သွင်းပြောဆိုထားတာပါ။ ထပ်ပြီးတော့မြမပင်လယ်ပြင်မှာလေရင်တေသင်းမောနှစ်စီးရောက်လာတဲ့အကြောင်းကိုကြည့်ရအောင်ပါမြန်မာပြည်အကြောင်းစာအုပ်တွေများစွာရေးခဲ့တဲ့ပါတီလင်နာကနေအမေရိကန်ရေတပ်တင်မဟာမြန်မာရေပိုင်တစ်ထဲမှာမဟုတ်ဘဲအိန္ဒိယသမုဒ္ဒရာထဲမှာရှိနေခဲ့ရလို့ပြောပါတယ်။ဒီအကြောင်းကိုအေယာဝရီသတင်းဌာနမှာ2009စက်တင်ဘာ18မှာဖော်ပြထားပါတယ်။ Griffith Asset Institute ကနေ2008ခုနှစ်မှာထုတ်ပြန်တဲ့စာတမ်းမှာလည်းအမေရိကန်ရေတပ်ဟာရန်ကုန်တောင်ဘက်ရေမိုင်90ခန့်အကွာမှာရှိနေပြီးနိုင်ငံတကာရေပိုင်နက်မှာရှိနေရလို့ဖော်ပြပါတယ်။ မေရိကတန်ရုံဝန်ထမ်းတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့အတွက်အသိရှိနေခဲ့ပြီးစင်းလုံးကားလေရင်တွေပဲဝန်ထမ်းတွေကိုရွှေ့ပြောင်းခဲ့ပါတယ်။သို့တော်လည်းဒီချက်လက်တွေကအင်အားကြီးထွားလာနေတဲ့ကောလာဟာလာတွေကိုမတားဆီးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လေရင်သင်းမိုးတွေကမြမရေပိုင်တစ်ထဲမှာမဟုတ်ဘဲနိုင်ငံတကာရေပိုင်တစ်ထဲမှာရှိနေခဲ့တာပါ။ဒါရီယာဥခင်ကြီးရဲ့ USDP ပါတီတမိုင်းကြောင့်ပြောရမှာဖြစ်စဉ်မှန်နေတဲ့အတူတမိုင်းကြောင့်အမှားတွေထည့်သွင်းပြောထားတာပဲဖြစ်ပါတယ်။နာဇီဂျာမနီရဲ့ဝါရဖြန့်ကြီးဝင်ကြီးချုပ်ဖြစ်တဲ့ဂျိုးဆက်ကိုပဲပြောခဲ့တယ်လို့ပဲ တကြိမ်ပြောတဲ့လိန်ညာမှုကလိန်ညာမှုအတိုင်းမရှိပေမဲ့အကြိမ်ထောင်ပြောရင်တော့အမှန်တရားဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းပါပဲရှစ်လေးလုံးဒူးဒူးအရေးတော်ပုံကြီးကိုသေးတဲ့င်သွားအောင်တာမန်ဖြစ်စဉ်တစ်ခုဖြစ်အောင်ပုံဖော်ချက်လက်မှားရင်းနဲ့ထည့်သွင်းပြီးအခုလို့ဥခင်ကြီးအပါဝင်စစ်တပ်ထောက်ခံသူတွေဝါဒဖြန့်နေတာပဲဖြစ်ပါတယ်မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီတဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.online/ AGF BZ ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကြည့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။